ရမေခွန်းပါလေရှင်ဗျာဟွာအတိတ်တံပရိစိတ်လို့ရှိအခုလက်လက်ရှိကျေသုံးကြပါဗျာပြီးတော့မလုပ်ပါဗျာမေးကြည့်တာပါဟွာအတိတ်တံပရိစိတ်တို့အဘိကောနဝံပရိစိတ်လို့ရှိပါဗျာစိတ်တော့စိတ်ကြပါလေဗျာရက်မပြက်ငါမပရိစိတ်ရဘူးသူမပရိစိတ်ရမလို့စိတ်ကြပါလေအေးပရိစိတ်တခါလဲ49ရက်တို့100ရက်ရှိရတို့ရက်ရှည်လို့စိတ်ကြပါလေငါပြီးတော့တရားတွေတော့ငါကြီးကြီးကျယ်အောင်ပြီဆိုရင်ငါဘာဖြစ်မယ်ဘို့ကြွားဝါတဲ့ပုံစံမျိုးလည်းပြောပါသေးတယ်ဗျာလက်တွေ့လည်းဖြစ်နိုင်ပါဘူးဗျာအမှားပါလားအမှန်ပါလားဗျာတင်ပါဗျာတင်ပါဗျာနောက်အဲ့ဒါ လုံထေရဘဝဒါသာသနာမှာဗတိလုံးဝမရှိဘူးလက်ရှိရှင်းလေးဖြေလိုက်မယ်ထေရဝါဒဗုဒ္ဓသာသနာမှာဗတိလုံးဝဘုရားလက်ထက်ကသင်္ဃာတော်ရှင်မြတ်တွေဗတိမရှိဘူးဗတိမရှိဘူးဗုဒ္ဓလူကြီးလေးရှိတယ်ဗုဒ္ဓလူကြီးလေးဆိုတာမြတ်စွာဘုရားကအောင်းမေးတာလေဗုဒ္ဓလူကြီးပေါ်များပြီးတော့ပီတိနဲ့ ဝိပဿနာရှုလို့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်အများကြီးဘုရားလူသတိရှိတယ်ပရိမရှိဘူးဆရာဝါဒဘုလားပါသာမှတ်ထားပါလုံးဝဆရာလက်ထက်ကလေးမရှိဘူးနော်နော်အဲ့ဒီပရိဘေကဝင်လာတယ်ဒါပေမဲ့ကိုပြန်မလာပါတော့မှတော့ရှိတယ်ဒီပရိကျုံလုံးလေးတွေနဲ့ဂါထာမန္တန်မမုတ်တယ်သူစေခနောသူတို့မှာတခေါက်ပို့သွားရင်ရောသွားရင်ဘာမှမရှိဘူးအဲ့ဒါကြောင့်အတိကျ အဲ့ဒါတာလီကန်ကြီးလို့ခေါ်တယ်မက်ဆာတကူဟုတ်တယ်နော်ဒါမက်ဆာပါဒါဒါလောက်ပြီးပြီအဲ့ဒါတာရှေလာတော့ဘုန်းကြီးတို့ဒီဗုဒ္ဓဘာသာထေရဝါဒနဲ့မဟာယာနဆိုပြီး꿰သွားတယ်မဟာယာနဘုန်းကြီးတွေကဗုဒ္ဓရဲ့ဘုံတော်တွေကိုအုံးအောင်ဂါထာမန်နဲ့မမိုးပြီးတော့သူတို့ဥစ္စာကလေးတမျိုးပန်ကာလေးတွေမှာဒီဘုံတော်တွေကိုစီပြီးတော့ တန်ကလေနေစင်နဲ့အများကုစုရတယ်သူတို့မှာ။ဒါရင်တော့ဘာရလဲတော့သူတို့မှာတော့ဟိုဟာဒီဒီကလေးပြီးပြီးတော့ဆိုကြတယ်နော်။အခုလေးဒီလိုပဲအဲ့ဗတိကိုပဲလေစင်ကရဲ့ဇဲလွယ်မိလွယ်ဗတိစိဟမ်အဓိကအောင်ရမယ်အကြမြင်ပေါက်ရမယ်ဘုန်းကြီးတို့ခြေအားဝါတာ သာသနာတိသမထဝိပဿနာတိစေလို့ယုံပါဘူးနိုင်လားဝိပဿနာလည်းစေလို့သမထလည်းစေလို့အဲ့ဒါဘုန်းကြီးကြားဝင်ဘုရားမလို့ဘူးဘုန်းကြီးရေးထားတာရှိတယ်စာမှာကျဆန်းစုံသောပြေမနာဆိုပြီးတော့ပို့တင်ထားတာရှိတယ်အဲ့ဒီခြေကချက်မြင့်เสียရတော့တက်ကတော့တရားတော်များဆိုတာမှာ ဲ့ကတော့ကကြောင်းစုလေးပြောင်းမေးတယ်အဲ့ဒီပတိဟာတဲ့သမထမှာပါပါသလားဆိုတာမေးတယ်ပတိပတိဆရာတော်ဘာပြေသီးလားအပတိဟာသမထမှာလည်းဘာဘူးပြောတယ်မင်းပါဘူးတဲ့ပတိဟာရုံးလေသမထဥပဒေကစိမ့်လေနိုင်လားဆရာတော်ဘာပြောလိမ့်သီးလားစိတ်ကိုအာယုတစ်ခုနဲ့ကဲရှိထားတဲ့ဥစ္စာပတိစိတ်ဖို့စိတ်ကလေးတစ်ခေါက်ရောက်အောင်မယ်အပဲရေကလေးရေထားအောင်မယ် ဟာဒီမှာဘယ်နှကောက်ရှားပြီဆိုတာလေဖယားခုလစိတ်ကသုံးလင်းသွားခုဖြစ်သွားတယ်တကယ်ကြီးပြင်ကြအောင်လဲဥစ္စာကရောရှင်းသွားတယ်အဲ့ဒါညစိတ်မှန်တဲ့သမထသမာဓိကိုတော့မရနိုင်ပါဘူးနားရည်နော်ဘုန်းတော်ပတိဒါပေမဲ့ကိုခိုင်းဆရာတွေမဟာယာနတွေကအဲ့ဒီပတိလုံးကြီးတွေကြီးမှအာဘုန်းကြီးတွေသာသနာပြုခဲ့ဆောင်မှာဗတိကပြပါတော့တယ် ဗတိလုံးကြီးတွေကြီးမားတာ။အော်ဗတိစိမ့်မားအဲ့ဒါကြောင့်ခြေဟဝါဒသာသနာမှာဗတိမရှိဘူး။ဒါပေမဲ့ဗုဒ္ဓလူစရီတာဝနာရှိတယ်။ဟိုမှာလောဘအာကြီးလို့ဟိုမှာကအဋိဌံအောင်လာမယ်အကြမြင်ပေါက်လာမယ်အနာသမထပေါ်ရင်လေလောဘအနည်းလာမယ်လေသမထတဏ္ဍဇက်တာလေအခုသမထအစင်းလည်းမဟုတ်လို့လောဘပေါ်လာတယ် အချက်မြင်ပေါက်လာမယ်အချက်မြင်လှုပ်ရှင်လာတယ်အောင်မြင်ရှင်လာတယ်ကြည်ပေါ်ရှင်လာတယ်အရာရှိတဲ့ပူဆိုးနေတယ်ကတော့ဝတ်တွေထိုးပြီးတော့ပွေနေတယ်ဟိုရထူးတဲ့အောင်အဲ့လိုလုံးနေကြတယ်အများကြီးတွေ့ရပါတယ်အဲ့ဒါအဆုံးချခံဖြစ်သွားတာအဲ့ဒါကြောင့်သင်္ေချာပြောရင်တော့ခြေရဝါဒဗုဒ္ဓဘာသာမှာပတိမရှိဘူးနောက်တစ်ခုမေးစရာရှိတယ်ဒါဆိုရင်ရှင်ပြပတိစိတ်တာအခုလိုဖြစ်ပါသလားမေးစရာရှိတယ်လေ ဘုန်းကြီးဗတိစိတ်တော်ကအကုသို့ဖြစ်တယ်လို့ပြောတာပေါ့ဘုဒါပေမဲ့လုံးရဲတစ်ခုကနေတင်းဆောင်သွားရင်ရှင်းသွားတယ်မူလမှာရေးတရားမြေမူလကဗတိမလို့ဘုရားလူကြီးရှိတယ်အဲ့ရမှာလေးနေရတယ်လဲရှောင်းနေရတယ်နောက်ဆုံးအိုးလေထဲမှာဖရာပုံမပါပါစေအော်အာရယကိလေသာလုံးကင်းဝင်တယ်မြတ်စွာဘုရားရဲ့နားလေနော်ဗတိတလုံးမရှားကြမလို့အဲ့ဒါနောက်တစ်ခုပြောပြောင်းမယ်ဒါဆိုရင်အဆုံးမွန်းညင်းစရာတော့ အဲ့ဒီခေတ်ကဗတိခေတ်ဆက်တယ်ရင်ကျင်းမှုတစ်ခုနေနဲ့ဝင်လာတယ်လေဒီမိုးနှင်းအဲ့ဒီဗတိတွေကိုင်တော့လေဒီမုံကြီးလည်းဗတိကိုင်တော့အဲ့ဒီခေတ်ကရဟန်းတယ်ဟောမာရကတွဝင်လာတယ်လေဒါလက်ခံကြတဲ့ရင်ကျင်းမှုတစ်ခုနေနဲ့အဲ့ဗတိတွေဆွေးပြီးတော့အိုးအဖေါ်ကြီးတွေတော့မဟိုစထုံးလေးတွေမှာဗတိပဲလို့ဗတိပါမှာအဲ့ဗတိတခေခက်ထွန်းခဲ့တဲ့အဲ့ဒီမှာမိုးနှင်းတန်ဘုတ်တွေမှာအဲ့ဒီ မွန်ချင်းဆရာတော်နဲ့ယဟန်နဲ့ကပရိစေကြရတယ်။နှစ်လောင်းတော့ပရိစေကြရတယ်။အဲ့ဒီဆရာတော်ကပြီးရင်မိဘနဲ့ကြရတဲ့တရားပုံမှန်ဟိုဟိုပန်းက90ဟိုပန်းက60ပရိစေကြတယ်။ဒါဆိုဆရာတော်ဘာပြောလဲဒီလား။အာမှာဖုန်ကြီးရောက်ပရိတစိမ့်တော့မကြောက်ဘူးလေဖုန်ဘုန်းတယ်လူကြီးဖျောက်အောင်ကြီးပရိရှာမစေးရောက်မလား ဲ့ဒါပဲဘုရားမျိုးစုကြီးဆိုတော့ဘုရားအာရုံရောက်နေဗတိရှိဘူးစေရောက်မလားလို့ပြောတာသစင်းမချက်ဘူးလေအဲအဲ့ဒါပြောတာအာရံကိလေသာလုံးကင်းဝေးဘုရားဘုံကအဖန်တလေးလေးအောင်းမင်းနေဗတိရှိတော့မဟုတ်ဘူးတာလီခိုင်တော့မဟုတ်ဘူးပြောလိုက်မယ်နိုင်လားဒါမဲ့ဗတိချာကအကုသို့ပါလာလို့ဆိုမင်းနဲ့နဲ့လားစောင်းရင်စောင်းမယ်ဒီမှာအနောက်လာသေးတယ် ဟိုနေစနန်စနဲ့ပရိတွေထူကြသေးတယ်။နှစင်းဝင်ပရိအာစေကြီးပြီးနေသေးတယ်။အစောဆုံးပြီလေ။အပရိအလေးပြေးရတယ်လေအဲ့ဒီပရိကညာညာစိတ်ထားတဲ့ပရိကစေကြီးအောင်လေ။အေးငါအနည်း၂၀လောက်စိတ်ထားပြီနော်ဒီပရိတော်တော်လေးစိတ်ကြီးကျတာနော်ပရိကစိတ်ကြီးကျတယ်လေ။အဲ့ဒါအမျိုးမျိုးစောင့်ရှင်းစရာရှိလို့ခြေရဝါဒဗုဒ္ဓဘာသာမှာသမထနဲ့ဝိပဿနာကြီး ဆေးလို့ရုပ်မပါဘူးမဒီပလုံးမရှာကြမလို့စိတ်ထဲမှာအာရဟံကြည့်ရအောင်ခင်ဗျာညင်းနေမြတ်စွာဘုရားပီတိတွေဖြစ်လာအခါအဲ့ဒီပီတိကိုလိုက်လို့တော့ဘူးအဲ့ဒီပြင်းပြလို့ဝိပဿနာရှုလို့ရဟန္တာဖြစ်တော်တဲ့ပုဂ္ဂိုလ်ညာဟုတ်ကဲ့မိမိချီလို့ဖြစ်လို့ကောင်းတယ်လေကောင်းပါတယ်လေအဲ့ဒါကလေဟုတ်တယ်လေဒါမှမဟုတ်ပြည့်စုံလို့အမှုဆုံးဖြစ်ရတယ်လို့ပြောတော်မူနော်စောင့်ရှောက်ဖို့လိုရတယ် ဟိုအဓိဋ္ဌာန်အောင်ရေးအကြမြင်ပေါင်းရေးဟိုမနေစားနန်းစားဟိုဗတိတရားအဓိဋ္ဌာန်ဗတိတေအဘေရေစားနဲ့ဘေဗတိအကုန်ချုပ်ပေါ်ကုန်လားဒီမှာအဲ့ဒါဘာကြောင့်ချုပ်ပေါ်လဲနင်းနေလင်းလွေးသွားရင်ကျေအောင်ရမ်းရုံးလုံးမဟုတ်ဘူးဗတိမလို့စိတ်ကအရင်ကြည့်ရအောင်ခင်ဗျဒီတော့ အုတ်ကဒီလိုမဟုတ်ဘူးကိုပဲ listen မှာရအားချလိုက်တော့တော့စီနာပါတစီလိုက်အရှင်အားလည်းကိုဘလို့တယ်လေဟမ်ကိုပဲလေဒီဘလို့တယ်ပုတ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 ်ဟမ်ညီမလေးဒီမှာလက်မှဒီမှာတော့တက်လို့လေတာတက်တဲ့နေတယ်ဗတိဒီဒီမှာလက်မှလေဗတိတဲနေတယ်ဘယ်လိုလုပ်ရမလဲတော်တော်လေးကိုလေ့ကျင့်ထားတာလေဘာမဆိုင်ဘူးနော် ခြေရောက်ဝရံနဲ့ဗုဒ္ဓတုစီနဲ့ဗတိနဲ့နှက်လေလားခြေရောက်ဝရံမှာသမထဝိပဿနာကြီးစေလို့နိုင်လားဗတိကယုံအဲ့ဒီဘဟုဖက်ဆုံးစင်ဖို့လွေတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်နည်းနည်းပြောပြတာပါအာဒီဖုန်းကြီးဗတိတောင်ကင်ကုတ်တယ်သစာပြေတိုင်းပြောပြတာပါဟုတ်ပြီလေဟောမှာစေကိညာဆိုတာရှိသေးတယ်အစင်နာဒီက တော့6ပါးလောက်လူကြီးနဲ့အောင်လို့ရဲဝင်လာကြောက်ခုတင်တော့အကုန်လုံးဆန္ဒဒီကအဲ့ဒီပုဂ္ဂိုလ်ရဲ့စာရေးထားတာရှိတယ်။ तू ငွေတော့ဗတိစိတ်ဖြစ်ပါတယ်တဲ့။အဲ့လိုစိတ်ကြည်တဲ့ဗတိအခု तू ဓမ္မစီရတော်တော့စီလာတော့ဗတိမစိတ်တော့ဘူးတဲ့။ဘုရားမလူစီတော့ပေါ်ပါတယ်တဲ့ဗတိမစိတ်တော့ဘူးတဲ့။ तू ရလားဆန္ဒဒီကလေဘုရားလူစီပေါ်တယ်လို့ပြောတယ်နော်ဗတိမစိတ်တော့ဘူးတဲ့။ ဗရိမလိုတာစီစောပြီလေဒီလားဆိုတော့ဗရိလုံလောက်ပါရင်တော့